မင်္ဂလာပါကချင်ဝက်တရင်ဌာနကအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့ထိညနေခင်းတိုင်းတင်ဆက်သွားမယ့်တရင်အစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေစဉ်ထူခြားတရင်တွေကိုတင်ဆက်ပေးသွားမယ်။တရင်အစီအစဉ်တင်ဆက်သူမယူဆံမယ်ဖြစ်ပါတယ်။ဖကန်ဒေတာတိုက်ပွဲမှာစစ်ကြောင်းမှုအပါစစ်ကော်မရှင်ပူးပေါင်းအဖွဲ့တွေတည်ဆုံခဲ့ပြီးတော့ဒရုန်းပုံးကြောင့်အရက်တာတိုက်ခိုက်မှုတွေလည်းရှိတယ်လို့သိရပါတယ်။ မနေ့ကမနေ့ပိုင်းမှာဖားကတ်မြို့နယ်စမ်းကြွယ်ရွာနဲ့ကတိကြီးရွာဘက်ကိုစစ်ကောင်မရှင်နဲ့ရှနေတိုင်းနာမိခံလက်နက်ကင်တပ်ဖွဲ့တွေကစစ်ကြောင်းထိုးလာတာကြောင့် KIA GPDF ပူပေါင်းအဖွဲ့နဲ့ညနေ6နာရီလောက်ကစပြီးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့စည်ရင်းနှိဆက်တဲ့သတင်းရင်းမြစ်ကဆိုပါတယ်တိုက်ပွဲမှာစစ်ကောင်မရှင်ဘက်က10ယောက်ကျော်ထိခိုက်ဒေဆုံးခဲ့ပြီးစစ်ကြောင်းမှလည်းဒေဆုံးခဲ့တယ်လို့စည်ရင်းသတင်းရင်းမြစ်တွေကဆိုလာပါတယ် မနေ့ကတိုက်ပွဲအတွင်းလက်နက်ကြီးပစ်ခတ်မှုနဲ့ဒရုန်းပုံးတွေကြောင့်ဂရေကြီးရွာကမိတပ်တပ်ဖွဲ့ဝင်တအူဘုံစားထိမှန်ထမ်းရာတွေကြောင့်စေကူတမှုခံယူနေရတဲ့အပြင်ကြေးရွာတွင်နေအိမ်တွေလည်းပျက်စီးဆုံးရှုံးမှုတွေရှိတယ်လို့ပြောပါရယ်။ဒါပြင်မနေ့ကမနက်ပိုင်းမှာစစ်ကောင်မရှင်ကဖားကန်းမြို့နယ်လုံခင်းကြေးရွာအုပ်စုကမဆာကြေးရွာကိုလည်းဒရုန်းပုံးချတိုက်ခိုက်ခဲ့တာကြောင့်ပလန်ရဲဘော်တအူကြဆုံးခဲ့တယ်လို့သိရပါရယ်။စစ်ကောင်မရှင်ကနိုဝင်ဘာ17ရက်နေ့ကလည်းမားဆာရွာမူဂျိုချောင်းကိုလေချောင်းနဲ့တိုက်ခိုက်ခဲ့တာကြောင့်ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။ ကချင်ပြည်နယ်ဗမောဝိုင်းမောဖားကန်နယ်ပူတာအိုခိုင်ဒေတာတွေမှာတိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်ပြီးတော့စစ်ကော်မရှင်ကလေကြောင်းဒရုန်းနဲ့တိုက်ခိုက်နေတယ်လို့လည်းသိရပါဗျာ။ မြကြီးနာမြို့ရံပိုရက်ွက်မိလောင်မှုဖြစ်စဉ်မှာမိလောင်မှုကိုလာရောက်ကြည့်ရှုနေသူတွေရဲ့ဆိုင်ကယ်နဲ့မိလောင်တဲ့နေအိမ်တွေကတဲထုတ်ထားတဲ့ပစ္စည်းတချို့ပျောက်ဆုံးခဲ့တယ်လို့သိရပါဗျ။မြကြီးနာမြို့ရံပိုရက်ွက်ကွက်တဲ့အပိုင်းမှာဒီကနေ့မနက်ပိုင်းကမိလောင်ခဲ့ရကနေနေအိမ်ကိုလုံးပျက်စီးဆုံးရှုံးခဲ့တယ်လို့သိရပါဗျ။ထရန်အိမ်တွေဖြစ်တာကြောင့်မိကူးဆက်မှုမြန်ဆန်ခဲ့ပြီးမိစတင်လောင်ကျွမ်းခဲ့တဲ့နေအိမ်ကပစ္စည်းတွေကိုတဲထုတ်ချင်မရလိုက်ပေမဲ့ကျန်တဲ့နေအိမ်ကပစ္စည်းတွေကိုတော့နိုင်တဲ့လောက်တဲထုတ်နိုင်ခဲ့တယ်လို့မိလောင်မှုဖြစ်စဉ်ကိုတွားရောက်ကြည့်ရှုခဲ့သူကဆိုပါတယ်။ မိလာမှုဖြစ်စဉ်ကိုလာကြည့်သူတွေရဲ့ဆိုင်ကယ်နဲ့ဆီခိုးယူခံရတဲ့အပြင်မိဘတဲ့နေအိမ်တွေကပစ္စည်းအချို့လည်းပျောက်ဆုံးမှုဖြစ်ပွားခဲ့လို့အထက်ပါသူကပဲဆက်ပြောပါရယ်အာနာသိန်းကာလာ၅နှစ်အတွင်းမြစ်ကြီးနားမြို့မှာမူရစေးတုံးဆွဲမှုတွေပုံပုံမြင့်လာတဲ့အပြင်လူနေထူထပ်တဲ့ရန်ဘူရက်ွက်မှာမူရစေးဝါကိုပေါ်တင်တုံးဆွဲနေကြတဲ့အထိတရားဥပဒေစိုးမိုးမှုကိမဲ့လာတာကိုကချင် wave အပါအဝင်ကချင်ဒေတာတွင်သတင်းဌာနတွေကဖော်ပြခဲ့ပြီးဖြစ်ပါရယ် ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုတော့ဒီမှာပဲရနာပါရစေ။မိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကျမ်းမာပြီးဘေးရန်ရဲ့ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။